အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့ season ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ကြိုလိုက်ပါတယ်အဲ့တော့ကျွန်တော်မနေ့ကတကယ်ကိုဒါကျွန်တော်တို့ဘောလုံးပွဲမတိုင်ခင်မှာတော်တော်လေးကိုစိတ်မချမ်းမြေစရာစကားတွေဒါကျွန်တော်တို့သတင်းတွေကိုကျွန်တော်တို့ကြားလိုက်ရတယ်ပေါ့နော်တော်တော်လေးကိုဒါကျွန်တော်တို့ one able ခေါင်းတဲ့သတင်းပေါ့နော်အဲ့ဒီအသင်ကဒါကျန်တဲ့အသင်တော့မဟုတ်ဘူးဒါကျွန်တော်ရဲ့အသင်ဖြစ်တယ်ပေါ့နော်အဲ့ဒီကျွန်တော်ရဲ့အသင်ကလက်ရှိမှာဒါကျွန်တော်တို့ကစားသမားတရားတော့ကျွန်တော်တို့အဲတနက်နဲ့ဒါကျွန်တော်တို့ ချင်းချောက်ချင်းကိုခံခဲ့ရတယ်ပေါ့နော်သူ့ကိုချင်းချောက်တဲ့လူကတခြားတော့မဟုတ်ဘူးသူ့ရဲ့အေဂျင့်ကသူ့ကိုပြန်ပြီးတော့ချင်းချောက်ချင်းခံခဲ့ရတယ်ဆိုပြီးသိခဲ့ရတော့ပါတယ်ဒီသတင်းကလွန်ခဲ့တဲ့3ရက်လောက်ခရေကတက်နေတာ ဖြစ်ပြီးတော့ဒါနောက်ဆုံး update တဲ့ဒီနေ့အရာနောက်ဆုံးသွားနေတဲ့ပုံစံအရဆိုကျွန်တော်တို့ကမနိုင်ပြောဘူးသူကရေးထားခဲ့တာပေါ့နော်ပရီးမီးယားလီကစားသမားအမည်မဖော်လို့တဲ့ပရီးမီးယားလီကစားသမားတစ်ယောက်ကိုသူ့ရဲ့အေဂျင့်ကဒါကျွန်တော်တို့လူတွေ ရှုပ်နေတဲ့ပွဲတစ်ခုမှာတနတ်နဲ့ချင်းချောက်ခဲတဲ့အနေထားမှာရှိရဆိုပြီးတော့အဲ့တနင်္ဂနွေကတက်လာခဲ့တယ်။အော်အမှန်တကယ်ကတော့အမှန်မှန်ပဲပေါ့နော်။ဒါကျွန်တော်ဒါချင်းချောက်တယ်ဆိုတော့အခုလည်းရှိမှသာဟိုလမ်းမှာဓမြတိုက်ခဲ့တယ်။ဒါပေမဲ့ခုတော့ကျွန်တော်အဲ့တော့လည်းတည်တည်ကျွန်တော်လည်းတနင်္ဂနွေတေချာမဖတ်မိတာပါ။ agent နဲ့တို့ဒါ sorry ပါတစ်ချက်ချက်ဒါဖောက်ဖောက်ပေါ်ရရှိပြီးမှဒါကျွန်တော်မိဘနေဖောက်တဲ့အချိန်ဆိုတော့အဲ့တော့ ဟိုအမှန်တမ်းပြောမှာဆိုတော့ကျွန်တော်အမှုမဲ့မှတ်မယ်ပေါ့နော်။ Okay ဒါခုနကပြောချွတ်ကြတဲ့ဒါသတင်းကိုဒါသတင်းဖြစ်ရင်ပြီးတော့တင်နေ။နောက်ပိုင်းကျတော့လက်ရှိမှာ source ကတဖြည်းဖြည်းကကျွန်တော်မှလည်းပဲကျွန်တော်စိတ်ဝင်စားတယ်။ဒါမမဲ့ရတယ်လို့မူကြီးစားတွေဖြစ်ခဲ့တာလည်းရှိရတဲ့အချိန်ကတည်းကကျွန်တော်တို့ဟို Arsenal ကစားသမား၂ယောက်ကိုဒါလူဘူချန်စီရဲ့အချိန်မှာ Arsenal ကစားသမား၂ယောက်ကဒါကျွန်တော်ခုခံကာကွယ်။အော်ကျွန်တော်ပထမထင်တာပေါ့နော်။ကျွန်တော် agent ဆိုတော့ကျွန်တော်တို့တည်းအဲ့လိုမျိုးမထင်မိဘူးလေ။ကျွန်တော်ထင်အော်ဒါအလူခံရတယ်တနက်နဲ့လူခံရတယ်ပေါ့နော်။ခုနကမှဒါ Premier League ကစားသမားတွေအိမ်လူဆိုခဏခဏပေါက်ခွင်းခံရတယ်။ဒါတော့လက်ရှိမှာအဲ့လိုမျိုးဓမြခဏခဏတိုက်ခံရတယ်။သူတို့ရဲ့ကားတွေဆိုခဏခဏခိုးခံရတယ်တဲ့မှာပါ။အော်ကျွန်တော်အနေနဲ့ okay အဲ့လိုပုံစံမျိုးပဲ တယ်ဒါပေမဲ့မဟုတ်ဘူးဗျအခုလက်ရှိမှာဒါကျွန်တော်တို့ပထမအဲ့ဒီနာမည်ကိုကျွန်တော်မထင်ထားခဲ့မယ်လက်ရှိမှာအဲ့ဒီကစားသမားကတော့ Tottenham Hotspur တင်းရဲ့လက်ရှိဒါမနီညာကပွဲထွက်ခဲ့တယ် left back ကစားသမားဖြစ်တယ်ဒါ Udogi ကိစ္စဖြစ်တယ် Destiny Udogi ကသူ့မိသားစုနဲ့အပြင်ကိုသွားနေတဲ့အချိန်မှာဒါကြောင့် Destiny Udogi ကိုသူ့ရဲ့ agent အသက်32နှစ်အရွယ်ရှိတဲ့ဒါကစားဟို agent ကနေပြီးတော့သူ့ကိုတနက်ထောက်ပြီး change ချောက်ခဲ့တယ်အဲ့တော့ဒီရပိုင်းတော့မှထူးဆန်းတာပဲဒါကြောင့်လွန်ခဲ့တဲ့ဒါကျွန်တော်တို့ဟိုနှစ်ပတ်လောက်ကဒါကျွန်တော်တို့ ါ Destiny Urugi အနေနဲ့ကျွန်တော်တို့ agent ပေါ့နော်သူရဲ့ဒါကျွန်တော် agency ကိုဒါပြောင်းလဲထားတယ်ဆိုတဲ့သတင်းကို Fabrizio Romano ကတင်ထားခဲ့တယ်။ဒါနဲ့ပတ်သက်ပြီးကျွန်တော်အမှုမှန်မှန်တွေ့ခဲ့တယ်ပေါ့။ဘာလို့ Destiny Urugi ရဲ့ Rotten Hotspot တင်ရတာ130လောက်ထိစာရုပ်သက်တမ်းရှိရကြောင်မို့ Destiny Urugi ကိုလည်းဘယ်အသင်းမှလက်ရှိမှာခေါ်ယူဖို့သတင်းမထွက်ကြောင်ဒါ okay agency ပြောင်းရလဲပဲကိုယ်ရမှုမှန်။အဲ့တော့တဖြည်းဖြည်းနဲ့ရုပ်လုံးပေါ်လာခဲ့တာကလက်ရှိမှာ agency ပြောင်းလို့ပဲချိန်ချောက်ထည့်တာလား agency ပြောင်း တို့ဒီလိုပဲ chain 6ဒီလို chain 6လိုက်လို့ပဲ agency ပြောင်းသွားရလားကျွန်တော်ဒီနေ့ခုချိန်ထိမသေးခွဲသေးဘူးဒါပေမဲ့လက်ရှိမှာတော့ကျွန်တော်တို့ရဲကတော့အဆက်30နှစ်အရွယ်ဒါကျွန်တော်တနတ်သမားကိုဖမ်းပြီးခဲ့ပြီးလို့သိရတယ်မှာပါတယ်လက်ရှိမှာဒါ destiny udo ke ကတော့အသက်ပြီးကလုံးဝလွတ်မြောက်ခဲ့ပြီးဒါလက်ရှိမှာမနေ့ကဒါသူ့နဲ့ဘာမှမဖြစ်လို့ပွဲတဲ့ကံသွားခဲ့တယ် totan hotspot ပြည်တတိကမနေ့က destiny udo ki ကိုဒါကျွန်တော်တို့သူ့အနေနဲ့ဘောလုံးရရှိတဲ့အချိန်တိုင်းမှာ destiny udo ki ရဲ့နာမည်ကိုကျယ်လောင်စွာသိချင်းဆိုခဲ့အဲ့တော့မနေ့ကလည်းဒါ destiny udo ki totan hotspot အသင်းမှာပွဲထွက်ပြီးပါဝင်လာတဲ့အချိန်မှာတကယ်ကိုဒါအသင်းအတွက် impact ကြီးမားလွန်ခဲ့တဲ့အနေအထားမှာရှိရ ယ်လို့မြင်တယ်ဒါ left side မှာတော့တော်တော်လေးအဆင်ပြေသွားခဲ့တဲ့ခြေစွမ်းသူ့အနေနဲ့ပြတ်သွားခဲ့အဲ့တော့ destiny udogi နဲ့ဒါတော်မီသားစုနဲ့တူကျွန်တော်နေအတူရက်တီရမင်းထမရှိတယ်ဘာကြောင့်လဲမသိပေမဲ့ဒါလက်နဲ့ပြပြီးအမြဲတမ်းချင်းချောက်တယ်ဆိုတော့ဘယ်တော့မှကောင်းတယ်လို့မဟုတ်ဘူးကျွန်တော်တို့ကျွန်တော်တို့ဒါမြန်မာနိုင်ငံရဲ့လူတွေအသီးဆုံးဖြစ်ပါလိမ့်မယ်လက်နက်ဒါကျွန်တော်တို့ပြပြီးချင်းချောက်ခံရတာလက်နက်ဒါကျွန်တော်တို့အမြဲတမ်းလက်နက်အောင်မှာကျွန်တော်တို့အမြဲတမ်းပြပြဝူပြီးခံရတာကျွန်တော်တို့ကိုယ်တိုင်လူပြင်ဆင်အဲ့တော့လက်နက်ဆိုတာကအမြဲတမ်းဆိုကျွန်တော်တို့ဒီလိုကွန်ပျူတာဒါမကောင်းတဲ့လူမျိုးလက်ထက်ရအောင်တော့ပို့ပြီးတော့မဆိုးတယ်လို့ပဲမြင်တယ်ဘောနော်ဒါကျွန်တော်ရဲ့အမြင်သားဖြစ်တယ်အဲ့တော့ ဒါကျွန်တော်လက်ရှိမှာဒေါက်တာဟော့စပါအသင်းနဲ့ဒါကျွန်တော်လက်ရှိမှာအသင်းနဲ့ဒူဒါကျွန်တော်ဒက်စတနီဥဒိုဂီအပြေဝရက်တည်တဲ့အကြောင်းကိုဒါဒီနေ့မနက်အစောပိုင်းမှာတရားဝင်စာထုတ်ပြန်လာခဲ့တာကိုတွေ့ရမယ်။ဒေါက်တာဟော့စပါအသင်းရဲ့ကစားသမားဒက်စတနီဥဒိုဂီဖြစ်တယ်ဆိုတော့တရားဝင်ဒေါက်တာဟော့စပါအသင်းကလက်ရက်တည်ခဲ့ပြီးတော့ဒက်စတနီဥဒိုဂီကလက်ရှိမှာဒီကိစ္စနဲ့ပတ်သက်ပြီးသူနဲ့ဘာကွန်မန့်မှပေးမှာမဟုတ်ဘဲနဲ့သူနဲ့သူဘောလုံးကန်အမဲ့အလုပ်ကိုဆက်လက်ပြီးကန်သွားမှာဖြစ်တဲ့အကြောင်းကိုတရားဝင်သူအနေနဲ့ပြောသွားခဲ့တာကိုတွေ့ရမယ်တဲ့မှာပါတယ်။အဲ့တော့ဒါကွန်မန့်အနေနဲ့မှာဘာကွန်မန့်ဖာသာတော့မရှိဘူး။အဲ့တော့ဒေါက်တာဟော့စပါနဲ့ပတ်သက်ပြီးလက်ရှိမှာဒက်စတနီဥဒိုဂီကဒီလိုကိစ္စနဲ့ပတ်သက်ပြီးရိုးလေးကိုဒါပြစ်တဲ့နေတာအကုန်လုံးကဆို ရင်နေကြပြီးတော့ Destiny Udogi နဲ့ဒါကျွန်တော်မိသားစုကိုလည်းအကုန်လုံးကဒါကျွန်တော်ပရိသတ်တွေအနေနဲ့ဒါအိမ်ပြောင်းခြင်းနဲ့ဖြစ်ဖြစ်ဒါတကူးလုံးမယ်ဆိုရင်တော့ပရိသတ်တွေဘက်ကလည်းအကုန်လုံးဝိုင်းဝန်းပြီးကူညီပေးကြဖို့လဲ Total Hospital ဒါ Supporter Group ကကနေပြီးတော့တရားဝင်ထုတ်ပြန်ပြီးထားခဲ့တာကိုတွေ့ရမယ်။လက်ရှိမှာ Destiny Udogi ကိုတော့ဒါကျွန်တော်တို့ဘာမှ ပိုပြဿနာထပ်ရှားဖို့အစီအစဉ်မရှိတော့ဘူးနော်ဒါလက်ရှိတဏ္ဍသမားကိုလည်းဖမ်းမိသွားပြီးတော့ကြောင့်မို့လက်ရှိအချိန်ရရတော်တော်လေးကိုတည်ငြိမ်သွားခဲ့ပြီလို့ပြောလို့ရမယ့်အနေထားတစ်ခုရောက်သွားခဲ့ပြီပေါ့နော်အဲ့တော့လက်ရှိမှာဒေါက်တာဟော့စပါသင်းတဲ့မင်းလေးကကိုပန်ဟီဗင်ရဲ့ပွဲစဉ်နိုင်သွားခဲ့ပြီးနောက်ပိုင်းမှာဒေါက်တာဟော့စပါသင်းတဲ့တင်းနဲ့ပတ်သက်နေတဲ့ထပ်ပြောပြောကိုမိနစ်ပြအောင်ပေါ့နော်ကျွန်တော်တင်းနဲ့ပတ်သက်ကျွန်တော်ပဲအဓိကတော့ကျွန်တော်တို့တင်းရတာကျွန်တော်ပဲတင်ရနေထားမှရှိပါတယ်လက်ရှိမှာဒေါက်တာဟော့စပါနဲ့ပတ်သက်ပြီးတော့တင်းတင်တယ်လို့ကမရှိတော့နေတယ်ပေါ့နော်အဲ့တော့ဒေါက်တာဟော့စပါသင်းတဲ့ကူလက်ရှိမှာဒါသောမတ်ဖရန့်ကိုတော့ဒီပြတို့ဒါပိုင်ရှင်တွေအုပ်စုတွေနေတဲ့သောမတ်ဖရန့်ကလက်ရှိမှာဒါစပါသင်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီးယုံ ကြည်ကြစေဖြစ်အဓိကဒီညမှာစပါတင်လက်ရှိမှာ third round ကိုထုတ်ပစ်ခဲ့မယ်ဆိုရင်တော့မှ market ထဲမှာဒီထက်ပိုကောင်းတဲ့နည်းပြမရှိတော့ဘူးလို့ဒါကျွန်တော် Vivian Lewis နဲ့သူ့ရဲ့ဒါသမတ်ကတည်းကကျွန်တော်တို့ယူဆထားတဲ့တော့ပါတယ်လက်ရှိမှာသူ့ရဲ့အဓိကဒါကျွန်တော်တို့ Vivian Lewis ဆိုရတဲ့သူ့ရဲ့သမတ်နဲ့ဒါ Peter Carrington တို့အုပ်စုက Tottenham Hotspur တင်ကိုအဓိကလုပ်ဖို့ရှိတယ်အခုလက်ရှိမှာသူ့ရဲ့သမတ်ကဒါ Tottenham Hotspur တင်ရဲ့ဆေးအဖွဲ့ကိုတော်တော်လေးကိုမျက်စိကျနေပြီသူတို့အနေနဲ့ဒီထက်ပိုကောင်းတဲ့ဆေးအဖွဲ့ဖြစ်ဖို့ရည်ပြောင်းလဲဖို့ရှိတယ် Tottenham Hotspur နဲ့နှစ်တိုင်းမှာဒါကျွန်တော်တို့လက်ရှိဒီလိုအချိန်မရောက်ဘူးဆိုရင်ကစားသမားဆက်ရောက်တဲ့အထက်အချိန်လုံးနာနေတာကပြဿနာတစ်ခုအနေနဲ့မြင်လာ ခဲ့ပြီးဒါဟာအဖြစ်တစ်ခုရှာဖို့အတွက်လည်းလက်ရှိမှာ Rotan Hotspur အသင်းကိုတိုက်တွန်းထားရလို့သိရတာမှာပါတယ် Rotan Hotspur အသင်းနဲ့ပတ်သက်ပြီးလက်ရှိဒီနောက်ပိုင်းမှာတက်လာတဲ့တရင်တွေအကုန်လုံးဒါပိုင်ရှင်နဲ့ပတ်သက်ပြီးတက်လာတဲ့တရင်တွေအကုန်လုံးအားရဖို့ကောင်းတယ်စပါးအသင်းနဲ့အခုလက်ရှိမှာဆေးဖွဲ့ကိုအဓိကပြင်ပြောင်းလဲပြီးလက်ရှိမှာစပါးအသင်းနဲ့အခုလက်ရှိမှာဆေး ကုတတဲ့ယုံကိုလည်းအဓိကပြောင်းလဲပြဖို့တပြင်ဆင်လာခဲ့တယ်။ဒီထက်တာပိုကောင်းတဲ့ယုံကိုပြောင်းလဲဖို့တော့စပါတင်တာချဲရှိမှဒါကျွန်တော် Vivian Lewis တို့အုပ်စုနဲ့နောက်ထပ်ပေါင်5တန်းနဲ့10တန်းညထည့်ပြီးတော့ဒီ facility ကိုလည်းပြင်ဆင်ပြီး movement mode ပြင်ဆင်လာခဲ့လို့သိရတယ်မှာပါတယ်။စပါတင်နဲ့လက်ရှိမှာဒါ safe အဖွဲ့ကဒါ total ဒါခဏခဏပြောင်းနေခဲ့မယ်လက်ရှိမှာ safe facility ကိုပြင်တင်ဖို့လည်းသူတို့အသင်းနဲ့လိုအပ်တဲ့အနေထားမှာရှိတော့အမှန်တကယ်ပြောမယ်လက်ရှိမှာဒါအသင်းပိုင်ရှင်နဲ့ကြားလာတဲ့တဲ့ရင်တွေအကုန်လုံးကတော့ကောင်းတဲ့တဲ့ရင်တွေကြီးပဲကြားနေရတယ်မှာပါတယ်။ဒါမဲ့ဆောင်းရည်အပြောင်းရှိမှာ total hospital အသင်းနေလေ market တွေကိုပြောင်းဝင်သွားပြီး left wing တို့လည်းလက်ရှိမှာ market ထဲမှာလူဝယ်သွားဖို့တော့လည်းပြင်ဆင်လာခဲ့ပြီလို့သိရတာမှာပါတယ်။လက်ရှိမှာတက်နေတဲ့ကောလာဟာလာဆက်ဆက်တဲ့နေနေပြောအောင် ဆိုဟောင်းမင်းနေနဲ့အခုလက်ရှိမှာ Tottenham Hotspur တင်ကို MLS ရာသီပြီးဆုံးသွားရင်တော့ Tottenham Hotspur တင်ကိုပြန်လာမယ်ဆိုတဲ့သတင်းတွေကလုံးဝ bullshit တာဖြစ်ပါတယ်။လက်ရှိမှာဒါကျွန်တော်တို့ Tottenham Hotspur တင်ကိုပြန်လာတဲ့ဆိုင်ဒါကျွန်တော် MLS ရဲ့ star ဖြစ်နေပြီဖြစ်တဲ့ဆိုဟောင်းမင်းကဒါကျွန်တော်တို့ Italy Serie A တို့ဒါတခြားသော league တွေမှာသွားဆော့ဖို့အတွက်ပူပြီးဆက်ရထပ်တန်းလုပ်သိရတယ်မှာပါတယ်။ဒါပေမဲ့အဓိကအသူနဲ့အနာယူသွားဖို့သာပူပြီးစဉ်းစားသွားပြီဆိုပြီးသတင်းထွက်လာခဲ့။အနာယူသွားဒီကြားထဲမှာဒါကာလာတွေမှာအဲ့တော့ Tottenham Hotspur တင်ကိုပြန်လာမယ်ဆိုတဲ့သတင်းကအဓိကကစားသမားတွေနဲ့ပြည်သက်တွေကိုလာရောက်ပြီးနှုတ်ဆက်တာနဲ့ပြည်သက်တွေလာရောက်ပြီးဒါကျွန်တော်စကားလာပြောတဲ့ပုံစံမျိုးကိုပဲလုပ်တော့ မှာဖြစ်တဲ့အကြောင်းကိုသူနဲ့တရားဝင်ပြူထားခဲ့တယ်။ Social Media ကိုလက်ရှိမှာ Tottenham Hotspur အသင်းကိုတော့ကစားသမားအနေနဲ့ပြန်လာတော့မှာပဲ။ကစားသမားအတိတ်ဒါကြောင့် Tottenham Hotspur အင်ဂျင်နဲ့ အခြေအနေကတော့လုံးဝ100%ပြီးဆုံးသွားခဲ့ပြီလို့သိရတယ်ထဲမှာပါပါတယ်အဲ့တော့မြို့တော်ပင်စိုးစီကမှုတော်တန်ဟော့စပါတင်တဲ့ခုလက်ရှိအခြေအနေတွေရောဘယ်လိုရှိလဲအဲ့တော့စပါတင်တဲ့ခုလက်ရှိမှာ left wing ထဲမှာ market ထဲမှာတည်တည်ချာချာပြောင်းဝင်မှုရှိရဲစပါတင်တဲ့ခုလက်ရှိမှာတော့ကျွန်တော်ဒီကိစ္စနဲ့ပတ်သက်ပြီးလက်ရှိအားကစား driver အစ်စ်လို့လည်းပြောလို့ရအဟောင်းလို့လည်းပြောလို့ရ Patricia ကိုအဓိကတာဝန်ပေးထားတယ် Patricia နေတဲ့ခုလက်ရှိမှာသူ့အနေနဲ့ဒါကျွန်တော်တို့ကိုယ်ရင်းနဲ့အလန့်ဝေးမှာ Yudis လို့ကစားသမားမျိုးကိုစပါတင်မျော်မှန်းလို့သိရတယ်မှာပါတယ်စပါတင်ကခုလက်ရှိမှာငွေကြီးချင်ရတဲ့တောင်းတင်တဲ့အပြင်ကိုလက်ရှိမှာအသင်းပတ်ရှင်အသင်းနဲ့ကိုလည်းပေါ င်းတန်းတရာကျော်ရင်းနှီးမြုပ်နှံထားတဲ့အတွက်ကြောင့်မလို့စပါးတဲ့နယ်ကုလက်ရှိလာမယ့်ဆောင်းအသည်မှာတုံးကျင်နေဆိုရင်ပေါင်းတန်း150ဝင်းကျင်ချာအေးအေးဆေးဆေးတုံးလို့ရတယ်လို့သိရတယ်မှာပါတယ်အဒီတက်တက်ဘောကျွန်တော်ပေါင်းတန်း130ကိုသာတုံးဖို့အတွက်တော်တောင်ဟော့စပါးတဲ့နယ်လာလက်ရှိမှာပြင်ဆင်နေဖြစ်တယ်စပါးတဲ့နယ်လာမယ့်နွေရာသီမှာကိုနွေရာသီမှာတွေမဟုတ်ပဲနဲ့ဒီနေ့ဆောင်းအသည်မှာကြည့်ရတာပြင်တဲ့နေရာတွေပြင်သွားမယ်ဒါလက်ရှိမှာတော့ကျွန်တော်တော်တောင်ဟော့စပါးတဲ့ကွင်းလေဖန်တီးမှုနေရာမှာကူလူဗာစကီကဒါကျွန်တော်ပြန်လဲပြီးတက်တာဖို့အချိန်ကြီးကအခုချိန်ကြီးမသေးရမေးရမက်ဒီဆင်ကဒီရာသီကုန်မှာပဲပြန်လာဖို့ရာဂိုင်နှုန်းတွေများလာပြီဖြစ်တဲ့ကြောင့်စပါးတဲ့ နဲ့နောက်ထပ်ဒါကျွန်တော်တို့ creative midfielder ပေါ့နော်ဒါကွင်းလယ် foundation တို့နောက်ထပ်တစ်ယောက်ကိုထပ်ပြီးတော့ဒီနှစ်ညရာဒီနှစ်ဆောင်းရသည်မှာထပ်ပြီးဝယ်သွားနိုင်တယ်ဆိုတော့ကောလာဟာလာဆန်ဆန်တရင်ထွက်လာခဲ့တယ်ဒါပေမဲ့ Tottenham Hotspur တင်တဲ့ခုလက်ရှိမှာဒါကျွန်တော် Harry Kane ရဲ့ညီဖြစ်တဲ့ဒါကျွန်တော် Charlie Kane နဲ့ဒါကျွန်တော်တရားဝင်ဆွေးနွေးနေပြီလို့သိရတယ်မှာပါတယ်သူနေတာဒါတော့ Harry Kane ကိုဒါလာမယ့်ညရာဒီမှာ Spurs တင်တဲ့ဒါကျွန်တော်58တန်းနဲ့အသင်းကနေခေါ်ယူသွားဖို့အတွက်ဒါပြန်လဲပြီးစစနေအဲ့တော့ Harry Kane ကလက်ရှိမှာသူ့အနေနဲ့သူဟာစာချိန်တွေကိုချိုးဖြတ်ဖို့မပြီးသေးဘူးလို့ယူဆတယ်ကြောင့်ဒါ Premier League ကိုပြန်လာဖို့တော့ရည်ရွယ်တယ်။လက်ရှိမှာဒါ Spurs တဲ့တဲ့နဲ့မဟုတ်ဘဲနဲ့ Tottenham Hotspur တဲ့တဲ့နဲ့မဟုတ်ဘဲနဲ့ဒါ Manchester United အသင်းကို Chelsea အသင်းကို Harry Kane ကိုခေါ်ယူဖို့အတွက်စိတ်ဝင်စားနေတယ်။သူတို့နေတာ100စီလောက်ခေါ်ပြီး Harry Kane ကလက်ရှိမှာသူ့အနေနဲ့ဒါရွေးချယ်ချယ်အများကြီးရှိနေ။ Bayern Munich တင်မဟုတ်ဘဲနဲ့အခုလက်ရှိမှာ Barcelona အသင်းကလည်း Lewandowski ကို Harry Kane နဲ့ဒါကျွန်တော်တို့ခေါ်ယူဖို့အတွက်စဉ်းစားနေဆိုတဲ့တဲ့ထွက်လာခဲ့တယ်။ Harry Kane ကိုယ်တိုင်ကလက်ရှိမှာအသင်းပြောင်းဖို့ဆိုတာကသူက Bayern Munich မှာစာရုပ်တက်တန်းတူးရင်လည်းတူးသွားနိုင်မယ်ဆိုတဲ့အရေးမှုတွေဆက်လက်ပြီးပြသနိုင်ကြအောင်တွေးရမယ်တယ်မှာပါတယ်။ လောက်ပါပဲဘလုံးဘက်တွေကိုကြည့်ရှုကြည့်နေဆိုရင်တော့ YouTube Media 3.0ဆိုရင် D4 တို့မှာကျင်းလူစပောင်းကူကြည့်လို့ရပါတယ်။ငမိုက်လက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျာ။အောက်က comment နေတဲ့မှာလည်း YouTube Media 3.0ဆိုရင် D4 တို့မှာကျင်းလူစပောင်းကူကြည့်လို့ရပါတယ်။ငမိုက်လက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျာ။မြန်မြန်ကလစ်မှမြန်မြန်နိုင်ဖြစ်ပါတယ်။အားလုံးမကြွတူပါနဲ့။ကောင်းမွန်တော်ဒီနေ့ဖြစ်ပါစေ။ဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်နောက်မှ AA စစ2ကြရအောင်။ကျွန်တော်တောင်းပြီးပါအောင်။အားလုံးမကြွတူပါနဲ့။ Dave ပါဗျာ။အားလုံးမကြွတူပါနဲ့။